ဦးဇင်းတို့တချိန်မှာယဟန်တော်ကြီးတော်ခမည်းများဆိုကြပါတော့နော်ဝဲကုမူရတိမြစ်ကမ်းမှာဝါဆိုဝါကကြတယ်မြတ်စွာဘုရားကထိုနေ့ထိုချိန်ခါမှာဝေဒာလီပြည်မှာဝါဆိုဝါကတော်မူတဲ့နေ့ဖြစ်ပါတယ်အဲဒီဝဲကုမူတာမြစ်ကမ်းနားမှာဝါဆိုဝါကနေတဲ့ယဟန်ကြီးဘာဖြစ်တယ်လဲဆိုတော့ထိုချိန်ခါမှာဝုစီတိုင်းကတော်တော်လေးဒုဗ္ဗေကန္တရကဆိုက်နေတယ်အစံငတ်မခုံပေါ်နေတယ် နတုဂရာဩစေနပကေနယပိတုံဒီလိုပါဠိတော်မှာလာတယ်နော်တပိတ်လည်းပဲဆွဲပိုက်ပြီးတော့ဆွမ်းခံခြင်းဝဖြစ်မြတ်တာဘုံရအတွက်မလွယ်ကူဖြစ်နေတယ်အဲ့ဒီအချိန်ခါမှာသဘုတ်စီတိုင်းတိုင်းလုံးကြည့်လိုက်ရင်လည်းကောက်ရိုးတွေကဖလံမြူဆိုတဲ့ပိုးတွေထိုးထားတဲ့အတွက်ကောက်ပင်တွေကြည့်လိုက်ရင်လည်းဖြူဖွေးနေတယ် ဘယ်နေရာပဲကြည့်ကြည့်ရှိရင်ခင်ခါကတော့လူတွေတင်းစွန့်ပြလိုက်တဲ့သဘောရှိခြင်းကြောင့်လူရိုးတွေဖြစ်လို့ဖိုးဝဲဖြူနေတဲ့သဘောရှိနေတယ်နော်အဲဒီလိုပင်ပန်းနေတဲ့အချိန်ခါမှာယဟန်တော်တော်ခမ်းမြတ်မြတ်ကအကြံထုတ်ကြတယ်အကြံအမျိုးမျိုးတဲ့ကယဟန်တော်တစ်ပါးကတင်ပြလိုက်တယ်ဆိုကြပါစို့အဲဒီယဟန်တော်ရဲ့တင်ပြချက်ကိုအားလုံးယဟန်တွေကသဘောတူလိုက်ကြတယ်သူရဲ့တင်ပြချက်ကဘာလဲဆိုတော့ ဇံမဲ့ဖို့နိဗ္ဗာန်ဘယ်ပုဂ္ဂိုလ်ကပထမဇံရတယ်ဘယ်ပုဂ္ဂိုလ်ကဒုတိယဇံရတယ်ဘယ်ပုဂ္ဂိုလ်ကတတိယဇံရတယ်ဘယ်ပုဂ္ဂိုလ်ကသရုတ်ဒဇံရတယ်ဘယ်ပုဂ္ဂိုလ်ကသောတပန်ဘယ်ပုဂ္ဂိုလ်ကတဂရကံဘယ်ပုဂ္ဂိုလ်ကအနာကံဘယ်ပုဂ္ဂိုလ်ကတော့ယဟန္တာဘယ်ပုဂ္ဂိုလ်ကတော့အဘိညာဉ်လောကီအဘိညာဉ်၆ပါးရတယ်စသဖြင့်တဦးနဲ့တဦးပြောကြစတဲ့တဂရုံဝရီလိုက်အဲဒီလိုညှိလိုက်တော့ဒီကိုယ်ရဲ့အဆူကိုသဘောတူကြသဘောတူလိုက်တဲ့အချိန်ကကြတော့တရားဓမ္မတွေကိုသူတို့ကဒီပုံစံနဲ့စည်းရုံးလိုက်တော့တရားဓမ္မတွေကအထိကြီးညိုသွားကြတယ် ဩတို့အရတော်လေးစဒီလိုကိုယ်တော်မျိုးတွေကိုဒီနှစ်ဝါရွေးမှာတို့ကိုယ်ကိုယ်စိတ်ကခွင့်ရတဲ့အတွက်တို့အမတအရတော်လေးစွာဆိုပြီးတော့မိမိတို့လည်းမဆန်းရဘူး။သာမန်လည်းမကြွေးရဘူး။ယဟန်တွေကိုပဲစုပြီးတော့လှူကြတယ်နော်။စုလိုက်တဲ့အချိန်လှူလိုက်တဲ့အချိန်ကကြတော့ဒီယဟန်တွေကဘာဖြစ်လာလဲ။အသားရည်တွေအလုံးစုပြေးလာကြတယ်။ဒီနှစ်ဝါရွေးမှာတို့တော်တော်လေးအစားအဝတ်နေရတဲ့အတွက်ပြေးလည်ပြီးတော့သွားကြပြီ။သို့သော် ရှိခိယဉ်ကျေးမှုအစဉ်လာတစ်ခုကတော့ဝါကျုပ်ပြီဆိုလို့ရှိရင်ထိုဝါရင်မိမိတရားအထုတ်ထားတဲ့တရားဒီအစဉ်အတန်းကိုဘုရားရှင်ထံလျှောက်ထားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းဘုရားလာဖူးကြတယ်။ဘုရားရှင်ကမဖူးတူရသေးတဲ့ပုဂ္ဂိုလ်တွေဖူးတူပြီးတော့လည်းထပ်မံပြီးဖူးခြင်းတဲ့ပုဂ္ဂိုလ်တွေလည်းဝါကျုပ်ရင်ဘုရားလာဖူးတဲ့သဘောရှိတယ်။အဲဒီနိလအယဘုရားရှင်ကိုလာရောက်ပြီးဖူးမြော်ကြောင်းကြတော့ဘုရားရှင်ကလည်းဒီဟန်ဒီကိုဒီဝါရင်မှာမြတ်မြတ်တရရှိရဲ့လားဆွမ်းဖြင့်လည်းမပင်မပန်းမရှိပါရဲ့လားစသည်ဖြင့်မေးတယ် ဘုရားရှင်တို့မြည်ဒီမှာသိလျက်နဲ့လဲမေးတော့မူတယ်သိလျက်နဲ့လဲမေးတော့မမူဘူးအဲဒီလိုမေးလိုက်တဲ့အချိန်ခါမှာသူတို့လည်းဆွမ်းဖြင့်မပင်ပန်းနဲ့အကြောင်းပြန်လီလျောက်ထားကြတယ်ဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအဖြစ်သင်တို့ဒီဝါတွဲမှာနေထိုင်ကြလို့ဆွမ်းဖြင့်မပင်ပန်းရတယ်လဲမေးတော့သူတို့ရဲ့ဇာကြောင့်အကုန်လုံးပြန်ပြောင်းပြီးတော့ဘုရားရှင်အတင်းပြလျောက်ထားတော့ဘုရားရှင်ကအဲ့ဒီမှာကဲ့ရဲ့နော်မင်္ဂကတော့အဲ့ဒီမှာနှစ်စုကွဲသွားပါတယ်တစုကတော့တကယ်တမ်းဇံပင်ကြီးနေရတယ်မဲ့ညာဖုန်ညာရနေတဲ့တန်ခါတစုလည်းပါတယ် မရဘဲနဲ့ရတယ်လို့ဝါကျွပါလာပြီပြောနေတဲ့တဆုလေပါတယ်အဲ့အပိုင်းမှာမြတ်စွာဘုရားကဒီယဟန်ဒီကိုဤမျိုးပြနဲ့ကဲ့ရပြီးတော့သိခါဖို့မပြညာခင်လေးပါပေါ့နော်တရားဟောတယ်အဲ့ဒီမှာသခိုးကြီး၅ဦးအကြောင်းမြတ်စွာဘုရားဟောထားတယ်နော်အဲ့ဒီအပိုင်းလေးကတော့ယရဏသုံးပါးကိုကိုယ်ကိုယ်စိတ်ကနေတဲ့ပုဂ္ဂိုလ်မှန်ရင်သိတဲ့သိလိုက်တဲ့အတွက်ဒီသခိုးကြီး၅ဦးအကြောင်းဒီညနာကြည့်ကြအောင်နော် ယုံပါတဲ့စိတ်ဓာတ်ရှိတဲ့ယဟန်တော်တစ်ပါးရဲ့တဏ္ဍာမှန်လေဒီပုံစံတိုင်းပဲအကျဉ်းစီတစ်ခုပေါ်ပြီဘယ်လိုပေါ်လဲငါဒီပဲတော့အချိန်ခါကာလကြာမှပရိသတ်အချွေယံယဟန်နေပေါ့နော်အချွေယံပရိသတ်ယဟန်နေရာနဲ့ထောင်းတဲ့ခြေပြီးတော့လူတကာတုံမတွေရဲ့ယဟန်ရှင်လူတို့ရဲ့အပူဇော်မှုအယောသေးပြုမှုလေးစားပြုမှုမြတ်တော်မှုပူဇော်မှုပဒတာမှုတွေကိုခံယူရပြီးတော့ ွမ်းတန်ကကြောင်းစည်ပစ္စည်းလေးပါတို့ဖြင့်ရလွယ်သည်ဖြစ်၍ဒီယွန်ဒီကိုမင်းနေပြီတော့မှလှက်လည်းပြဲစားပြီးနေထိုင်ရပါမလဲဆိုတဲ့ဒီကြံစီစိတ်ကုမှုတစ်မျိုးပေါ်လာပြီပေါ်လာလိုက်တဲ့အချိန်ကကြတော့ဘာဖြစ်လာလဲမောထုံရန်တော်သည်အပရိဏတမယိနာတပတ်တော်အခါ၌တတိနာဝအရာဖြင့်တော်လကောင်သာတိနာဝအထောင်ဖြင့်တော်လကောင်တတိနာဝယဟန်အရာဖြင့်တော်လကောင်သာတိနာဝယဟန်အထောင်ဖြင့်တော်လကောင် ပရိဝုတော်ခြံရန်လျက် ကာမဏိကမရသဒာနိတို့ယောနိကုံမိနေပြီတော်တို့၌ဂါတာနိစေဝလူတကတကမတို့ဤ၎င်းပပိစီတာနိစရှင်ယဟန်တို့ဤ၎င်းတကတော်အယုသေပြုခြင်းကိုခံယူရသည်ဖြစ်၏ဂရုကတော်လိဇာမှုကို ခံယူရသည်ဖြစ်၏မဏိတော်မြတ်တော်မှုကိုခံယူရသည်ဖြစ်၏ဘုဇီတော်ပူဇော်မှုကိုခံယူရသည်ဖြစ်၏အပ္ပစီတော် ပတ္တမှုကိုခံယူရသည်ဖြစ်၍ဒီရာပိဏပါတ္တတိဏ္ဍနာကိလနာဖြစ်စေအပိဋိစ္စပရိခာရဏံသင်္ဂန်းဆွမ်းကြောင်းဒုနာဤအကြောင်းအထောက်ပံ့ဖြစ်သောစိတ္တိစီပရိခရာတို့ကို လာဘီရလေရှိသည် ဟုတ်တော်ဘာဖြစ်၍ဇာရိကံခိတေသဇာရိကောစရတိလက်လက်ကျဆွာတော်လာနေထိုင်၍နေရပေ၏သူမျောလင့်ထားတဲ့အတိုင်းတစ်ချိန်ကြတော့နော်နောက်လည်းယဟန်ရာနဲ့ချီး၍ထောင်းနဲ့ချီးပြီးတော့ ယောနီကောမိနေပြည်တော်တို့မှလှည့်လည်ကျဆတဲ့အခွင့်အရေးတွေရလာတယ်။လူတကာတော်မတွေနဲ့ရှင်ဟန်းတို့ရဲ့အယောသေးပြုမှုအလေးစားပြုမှုမြန်တို့မှုပူဇော်မှုပတ်သက်မှုတွေကိုလည်းခံယူရတယ်။သွမ်းတန်ကကြောင်းစီပစ္စည်းလေးပါဆိုတဲ့သူမျောလင့်တောင့်တနေတဲ့အမိဒပစ္စည်းဝုထုတို့ဖြင့်လဲများစွာရရှိတဲ့ပုဂ္ဂိုလ်တဦးဖြစ်လာတယ်နော်။ အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဘုရားရှင်ကဘာပုဂ္ဂိုလ်လို့ခေါ်လဲအယံဘိခဝေပထမောမဟာသောရတန်တော်တံဝိဇာမဏိလောကတန်တော်တံဝိဇာမဏ္ဍလောကတို့မိဘိခဝေခြေတယံတို့အယံဤကဲ့သို့သောယဟန်တော်မျိုးကိုလောကတို့မိလောက၌တန်တော်တံဝိဇာမဏ္ဍတကယ်ထင်ရှားရှိ၍နေသောပထမောမဟာသောရရှိဥသော ကျုံစွာသောတခိုးကြီးဟူ၍ဥစ္စတိခေါ်ဆိုအပ်ပေ၏ဒါနံပါတ်၁သာသနာတော်မှာလောကမှာထင်ရှားရှိနေတယ်တခိုးကြီးပဲဘုရားရှင်မကြိုက်ဘူးနော်လတ်လပတ်ကိုမျှော်လင့်တောင့်တပြီးတော့ယဟန်နေထောင်းတဲ့ရာနဲ့ခြေပြီးတော့မင်းနေပြီးတော့မှလက်လှယ်ပြီးအပူဇော်ခံအမြတ်နှုတ်ခံနေတဲ့ဒီလုပ်ငန်းခွင်ကိုဘုရားရှင်ကမနစ်ကြိုက်ဘူး